ะอารมณ์ไว้มิงลาบาอ่า ทีนี้ชวยตัวนี้นอกคู่ปอนเนาะจม่าเยฟันเลดีก็เมทาได้นเป้งายวยปอนเนาะอ่า ตัวเยซีนองก็53ซีเนี่ยปอนเนาะอะห่าเลโกอ่าឧបมาตัวโหวยท่าดาอ่ํามาๆปอนเนาะตัวไอ้บาวเจอร์สิดแต่หาปอนเนาะเปียวมาสมมุติเราอ่าตัวอ่ะติชินเนี่ยปอนเนาะだใบแม้ตัวอ่ายอด้วยเลขาเราไม่เปียวทาบุปอนเนาะอ่า ตัว53ซีเนี่ยปอนเนาะ အာနှစ်ပယ်ငါးရွေးပေါ့နော်အဲ့ဒါလေးကိုတွက်ပြပေးမှာပေါ့နော်တကယ်လို့အခုကျွန်မတွက်ပြတဲ့အတွက်နေကအာကိုရဲ့ပေါ့ချာထဲမှာမမမတိချင်းနေဆိုလို့ရှိရောအဖြေတိုက်ကြည့်ပေါ့နော်တကယ်လို့နည်းနည်းလေးလွဲတာလေးတွေရှိကောင်းရှိနိုင်တယ်ဘာလို့လဲဆိုတော့ရော့တွက်လက်ခါတွေပါမှာပေါ့နော်တချို့ကြောက်ထည်တွေဆိုလို့ရှိလေသူရဲ့ကြောက်ဖို့တွေသူတို့နှုတ်လိုက်မယ်ပေါ့နော်အာအဲ့ဒါတွေအတွက်ကတော့အာ ကိုဟာကိုပြန်စစ်ကြည့်ပေါ့နော်ပြန်စစ်ကြည့်ပြီးတော့အဖြေတိုက်ကြည့်ပေါ့နော်အာဘလောက်လို့ဘလောက်ရော့လဲဟာဒီရော့တွဲလက်ခါပါလို့ရှိရင်ဟာဘလောက်လဲပေါ့နော်ဘလို့กว่าလဲအဲ့ဒါလေးတွေပေါ့နော်အာတကယ်လို့ဒီဘောက်ချာတဲ့ကအတိုင်းမဟုတ်ဘူးဟိုဘာလဲဟိုဟာ ရောက်တော့လက်ကလေးနှုတ်ပြီးတော့မမှဘူးဆိုကျမကလာပြောလို့ရတယ်เนาะဘလို့အာဘလို့ပြောမလဲသူရဲ့အခုကျမတွေ့တဲ့တွေ့နေတာတော့အရင်ကစနစ်ဟောင်းတိုင်တွေ့နေပဲပေါ့เนาะအစနစ်ဟောင်းတွေ့နေတိုင်ပဲအာဘာလို့လဲဆိုတော့အခုချိန်ထိကတော့မြန်မာပြည်မှာစနစ်ဟောင်းတွေ့နေနေပဲဟာတွေ့ပြီးတော့ရောင်းနေကြတာမို့လို့ပေါ့เนาะအဲ့ဒါလေးကိုကျမကဟာဒီနေ့အရှင်းပြပေးမှာပေါ့เนาะကဲအာလိုက်ကြည့်အောင်เนาะဘလို့တွေ့မလဲဆိုတာပေါ့เนาะ သူကနှစ်ပဲနဲ့ငါးရွေးပေါ့နော်နှစ်ပဲနဲ့ငါးရွေးကိုတဲ့အစည်းနှုန်းက53သိန်းပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘယ်လောက်ကျမလဲပေါ့နော်အာသူကအဖြစ်မှမှမသိချင်တယ်အဲ့ဒါကြောင့်မို့နှစ်ပဲနဲ့ငါးရွေးကို53သိန်းစီနဲ့ကျမတို့တွေ့ကြည့်မယ်အာပဲရွှေတွက်နီးဖြစ်ဖြစ်ပေါ့နော်ပဲချိန်ပဲတွက်တွက်အနောက်ကနေစတွက်မယ်ရွေးပဲရှိရှိပွိုက်ပဲရှိရှိပေါ့နော်အခုကရွေးရှိတာဖြစ်တဲ့တွေ့ကြမို့ နှစ်ပဲနဲ့၅ရွေးဆိုတော့၅အနေစတွက်မယ်၅ရွေးဆိုတာကတော့ဟိုဘာလို့ရှင်းနေစားလဲဆိုတော့တပဲမှာရှင်းရွေးရှိလို့အဲဒါကြောင့်မို့ရွေးရှင်းရွေးနဲ့စားမှာပေါ့နော်ပြီးအပေါင်းလက္ခဏာခံမယ်ပြီးနှစ်ပဲကိုကြတော့16နဲ့စားမယ်တကြမှာ16ပဲရှိလို့အဲ့ဒီနှစ်ပဲကို16နဲ့စားတာဖြစ်တယ်ပြီးအမြောင်လက္ခဏာခံမယ်နော်ပြီးရွှေဈေးက53ဒိတ်ဈေးနှုန်းနဲ့ပေါ့နော်အဲ့ဒါတွေ့တဲ့အခါကျတော့အာ 8သိန်းနဲ့6932ကျပ်ရတယ်ပေါ့နော်။ကဲအဲ့ဒါကိုကျွန်မခဏတွက်စနဲ့တွက်ပြပေးကြည့်မယ်နော်။ငါစာရှိအပောင်းနေ့အစား16အမြောင်း53တင်းအာဆိုတော့8369931ရတာပေါ့เนาะအဲ့ဒါလေးကို ကျမတို့ဟော ဖြေတိုက်ကြည့်တာပေါ့နော်ဟုတ်မဟုတ်ပေါ့နော်ကိုယ့်အကိုတွေ့ကြည့်ပါကိုဝယ်ထားတဲ့ရွှေဈေးတွေပေါ့နော်အာတိလို့ရှိရသူရဲ့တွက်နေရတော့ဒီ YouTube channel ထဲမှာအများကြီးရှိတယ်ပေါ့နော်အာချက်ပဲရွေးတွေပေါ့နော်ဟိုကြာနေ grand ကနေချက်ပဲရွေးပြောင်းတာလို့ချက်ပဲနေ grand ပြောင်းတာတို့အဲ့ဒါတွေကိုတွက်နေတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီကနေပြန်ပြီးတော့ အာလေ့လာလို့ရတယ်အခုဒီနေ့တွက်ပြတဲ့ဟာကြတော့နှစ်ပဲနဲ့၅ရွေးကိုဈေးနှုန်း53သိန်းနဲ့ဝယ်လို့ရှိရင်အဲဒီလောက်ရမှာပေါ့နော်ဒီလောက်ပေးရတာပေါ့နော်8သိန်း6,932ကျပ်ရတယ်ပေးရတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ရော့တွဲတွေလက်ခတွေကတော့ရှိအောင်ပါပေါ့နော်အဲ့ဒီအတွက်ကိုပါတာကို ပေါက်ထည့်ပြီးတော့တွက်ထားလို့ရတယ်ပေါ့နော်တွက်တွက်လို့ရတယ်မှန်မှန်သိချင်လို့ရှိရင်အဲ့ဒီမှာကိုပါတာကိုတွက်ကြည့်လို့ရတယ်ပေါ့နော် ကဲအားလုံးအဆင်ပြေကြမယ်ထင်ပါတယ်ရွှေတွက်နီးလေးတွေတော့ကျမရဲ့ YouTube channel ထဲမှာတော့အများကြီးပဲပေါ့နော်ဟိုထုတ်တာလောက်တာပြီးတယ်ပေါ့နော်အဲ့ဒီဗီဒီယိုတွေအမြဲကြည့်တဲ့လူဆိုလို့ရှိတော့ခုချိန်လောက်ဆိုရင်ရွှေတွက်နီးအကြောင်းတော့ဒီလောက်ပြီးကြည့်ညက်လောက်ပြီးပေါ့နော်အဲတကယ်လို့မသိဘူးဆိုလို့ရှိရင်ကျမရဲ့ page မှာအ YouTube ထဲမှာ page တင်ထားတယ်အဲ့ဒီ page ထဲမှာ page link ထဲမှာဝင်ပြီးတော့ miss page messenger မှာလာပြီးတော့ ဆက်သွက်လို့ရတယ်ပေါ့နော်ရှီတွန်းနီနဲ့ပတ်သက်တာသိချင်တာမေးရွှေနဲ့ပတ်သက်ပြီးမေးချင်တာရှိလို့ရှိရင်အဲ့ဒီ page messenger ကနေလာပြီးတော့မေးလို့ရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ရှင်ကောင်းသောနေ့လေးတွေဖြစ်ကြပါစေ